ဟုတ်ကဲ့ကျွန်တော်ချင်းမိတ်ဆွေလေးကျွန်တော်မနေ့တုန်းကတော့29ဆိုတဲ့ main hall call လေးနဲ့ကျွန်တော်ယူပေးထားတယ်အဲဒီနေ့ပေါ့နော်ဒီနေ့မှာကျွန်တော်ဟိုဂျာတာရေးတောက်ကြရောက်သွားပြီဆိုရင်တော့စာတီးသမားတွေကနားမဲဆိုရင်နားလို့ရပြီပေါ့နော်မနားသေးဘူးဆိုတဲ့မိတ်ဆွေတွေအတွက် နှစ်ကိုးဆိုတာထွက်ရင်တကွာကောင်းကျွန်တော်ဗာပြန်ပြီးတော့ထိုးရမလဲဆိုတာလေးဒီပူဒီကိုဆုံးမကျွန်တော်ပြောပေးသွားမယ်ပြီးတော့တကွာကောင်းလည်းပြောပေးပါဦးမယ်ဘောနော်ပြောပေးသွားမယ်ကန်ဟိုဒီ6ကိုးနှစ်ကိုးမွေးကနန်းပောက်တဲ့လူတွေကတော့ဒါနောက်ထပ်မွေးကနန်းဆိုပြီးတော့ကျွန်တော်ထုတ်တာတော့ရှိတယ်ဘောနော်အဲ့ဒါကတော့နှစ်ကွက်ထဲတော့မဟုတ်တော့ဘူးအကွက်ကတော့5ကွက်လောက်တော့ဖြစ်မယ်ဘောနော်ဂျန်နဲ့ဒီ၄ချိန်မှတော့ဒါတကွာလောက်ကျွန်တော်ထွက်မယ်လို့ချိန်နေယူစားတယ်ပြီးတော့ဒီနေ့တော့နေလိုက်ထိုးရမယ်ဟာလေးလည်းကျွန်တော် စီပြီးတော့ကျွန်တော်ရေးပေးမယ်ပေါ့နော်ပတ်တိစာတိသွားခြင်းလဲဆိုတော့မိတ်ဆွေတွေကိုလည်းအဲဒီကြံရက်မှာကြာလာနိုင်ခြေရှိတဲ့ပတ်တိကျွန်တော်ပြောပေးသွားမယ်ပေါ့နော်ပတ်တိကျွန်တော်ပြောပေးသွားမယ် ဟိုအချိုကလည်းထွက်တာနဲ့ဒီဗုဒ္ဓဦးတွင်မြတ်သွားတယ်ဆိုတော့မိတ်ဆွေတွေကတော့နားမယ်ဆိုလို့ရှိလို့ရှင်ဒါနားလို့ရပြီနော်အမ်ဟိုမမြတ်သေးဘူးထပ်ပြီးတော့ကျွန်တော်တို့ဟိုဟာဖြစ်ပြီးတော့ကစားခြင်းနဲ့ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးဆုံးအောင်ကြည့်သွားပြီးတော့အဲ့မှာဇာတိလေးကျွန်တော်ပြောပြမှာဖြစ်တယ်မွေကနန်းလေးကျွန်တော်ပြောပြသွားမှာဖြစ်တယ်ပေါ့နော်အဲ6 9နှစ်ကိုမွေကနန်းဆိုတာကတော့ဒီပွဲဆလာတွေကကျွန်တော်ပြောနေတာပေါ့နော်အဲတပတ်တာကျွန်တော်နောက်ပတ်တွေပတ်တွေကြာလို့ရှိလို့ရှင်လဲအဲ့လိုမျိုးမွေကနန်းလေးတွေကိုကျွန်တော်ထုတ်ပေးပါဦးမယ် အခုဒီနေ့အတွက်ကိုကျွန်တော်ပြောပြသွားမယ်ဒီနေ့အတွက်ကတော့ကျွန်တော်တို့အချိုကနန်းဒီအချိုကနန်းကတော့ဒီ60နဲ့နှစ်ခွန်ဆိုပြီးတော့6ပြည့်ဒီနှစ်ခွန်နဲ့တွက်ကပ်ပြီးတော့နေတယ်ဆိုတော့အတိုင်းပဲပေါ့နော်60နှစ်ခွန်ဆိုတဲ့ကနန်းလေးထွက်တာဖြစ်တယ်အဲကျွန်တော်မနေ့တုန်းကလည်းပြောခဲ့တယ်နော်3ညတစ်နှစ်34အခွေတွေကျွန်တော်တို့ထွက်နေပြီဆိုတာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီဘာကိုကျွန်တော်ပြန်ပြီးတော့ပေးခြင်းလဲဆိုရင်ကျွန်တော်တို့ဒီဂျန်နဲ့ရက်မှာ chain တွေထပ်ပြီးတော့ကြာလာမယ်ပတ်တီကတော့ 8နဲ့6ဖြစ်ပါတယ်เนาะ8 6ပတ်တိဖြစ်ပါတယ်တစုံနိုင်လဲဆိုတစုံပတ်ပေါ့เนาะတစုံမနိုင်ဘူးညပြီးပတ်ချင်လဲဆိုတော့8ပတ်တိပတ်လို့ရပါတယ်2 9ဒီ6နောက်ပိုင်းနဲ့ဆက်ဆက်နေခြင်းရှိပါတယ်2 9ဆိုတဲ့ကဏ္ဍထွက်ပြီဆိုရင်ကျွန်တော်တို့က6နောက်ပိုင်း6ပိုင်းနဲ့ကစားလို့လည်းရပါတယ်သို့တော့တကွာကောင်းကိုတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိလို့ရှိရင်2 9ဒီ 28ဆိုတဲ့ခဏနဲ့ကျွန်တော်တို့ကတ်နေတာများပါတယ်28ဆိုတဲ့ခဏကိုကျွန်တော်တို့မိတ်ဆွေတွေမဖြစ်မနေထိုးပြီးတော့ထိုးထိုးပြရပါမယ်28 80နှစ်ပေါ့နော်ဒီနေ့တကွက်ကောင်းကိုကျွန်တော်ပြောပြသွားပါမယ်28နှစ်ဆိုတဲ့တကွက်ပါနော် အဲ့ဒါကတော့မင်းရောပေါ့နော်ကြံနဲ့မင်းရောပြီးလို့ရှိလို့ရှင်ကြံနဲ့မဖြစ်မနေထိုးရမယ်ကွက်တွေမနေ့တုန်းကလည်းကျွန်တော်မဖြစ်မနေထိုးဆိုပြီးတော့ကျွန်တော်ခြံနဲ့ပဲကျွန်တော်ရေးပေးခဲ့တာပေါ့နော်အမဖြစ်မနေထိုးရမယ်ကွက်တွေကိုလည်းကျွန်တော်စီပြီးတော့ထုတ်ပြီးတော့ကျွန်တော်ရေးချပြီးသွားပါမယ်နော်အပူလိုက်တဲ့မိတ်ဆွေတွေကတော့အပူကိုဒါထိုးပါအောင်နော်ဒီနေ့တနေ့ကုန်ဒါအပူလေးကိုကျွန်တော်ဒါထိုးပြီးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ် အားလုံးမထစ်ထမိထပ်ပြီးတော့ပေါက်ပါစေကြတာပါစေအောင်ပါစေကြာတာပရင်တောက်ကြမှာတော့အပိုင်ငယ်လို့တော့အဲ့လိုမျိုးတော့မရှိတော့ဘူးပေါ့နော်အဲကြာတာပရင်တောက်ကြမှာအပိုင်ငယ်လို့ကျွန်တော်မရှိဘူးကျွန်တော်ပတ်တိကစားခြင်းနဲ့ဆိုရင်၈ပတ်တိ၆ပတ်တိရှိမယ်၈၆ပတ်တိရှိမယ်အဲဒီနေ့နေ့တိုက်ကိုလည်းကျွန်တော်၈၆ပတ်တိနဲ့ပဲကျွန်တော်ပေးထားတယ်ပေါ့နော်အဲ29ဆိုတဲ့ကဏ္ဍထွက်ပြီဆိုရင်တော့တစ်ခေါက်ကောင်းကတော့၈နှစ်ဆိုတဲ့ကဏ္ဍမှာကျန်တဲ့ဒီရန်ခွဲတွေလည်းကျွန်တော်ရေးပြီးထားပါမယ်အားလုံးကိုတိတိမိမိထပ်ပြီးတော့ပေါက်ပါစီနော်